အဝယ်ငါးလုံးသည်ဒီအတိုင်းပဲအဖိုးကြီးဖြစ်သွားရင်လည်းဒီအတိုင်းပဲတွဲနေမှာ A နဲ့ I နဲ့တွဲမယ် E နဲ့ E နဲ့တွဲမယ် I နဲ့ E နဲ့တွဲမယ် O နဲ့ A နဲ့တွဲမယ် U နဲ့ E နဲ့တွဲမယ်အဲ့ဒီလိုအတွဲလေးငါးတွဲသည် A E I O U အတန်ထွက်တယ်။ဘာလို့လဲ vowels တွေရဲ့စီမင်းစီကံအရာနှလုံးပေါင်းမှာ တတန်ထွက်တယ်ရှီကဘောဝယ်စ်ကစကားပြောမယ်နောက်ကဘောဝယ်ကတိတိနေမယ်ရှီကဘောဝယ်စ်ကစကားပြောမယ်နောက်ကဘောဝယ်ကတိတိနေမယ်အဲ့ဒါ two vowels rules လို့ခေါ်တယ်အဲ့ဒါ long vowel sound တွေဖြစ်လာဖို့အတွက် two vowel rules ကိုကျွန်တော်တို့သိရမယ်ကလေးတွေကိုလည်းရှင်းပြရမယ် harmonics ကိုသင်တယ်လို့ပေါ့နော် orthophonics ကိုအရှင်းချင်းလင်းလင်းသင်တဲ့ချီချင်းတဲ့သူတွေအတွက်ဒီဗီဒီယိုလေးမှာမျှဝေပေးသားမှာဖြစ်ပါတယ်အရှင်အဲ့ဒီလိုကျွန်တော်တို့ orthophonics word 3ကိုလှန်လိုက်မယ်ဆိုရင် unit like ကိုခွဲထားပြရပေးရပါတယ် unit 1 2 3 4ဆို4ကနေ80ပေါ့နော်ပြီးလို့ရှိရင် review exercise လေးထည့်ထားပြရပါအဲ့တော့ unit 1ကဘာလို့ဆို လိုရလဲဆိုတော့ဒီမှာသူကခေါင်းစဉ်လေးပါတယ် long a ကျွန်တော်တို့အဲ့ဒီတိုင်းသိရမယ် unit 2က long i unit 0က long ပြန်ပါအဲ့တော့ oxophone နဲ့သွားတဲ့ပုံစံကနော် long e ဆိုရင်သူကဒီမှာ long e မှာအတန်ရှည်ပေါ့ရှင် vowel e ရဲ့အတန်ရှည်ရှည်မှာ long ဆိုတာရှည်တာဟုတ်နော်အဲ့တော့အတရမှာကျွန်တော်တို့ကမြန်မာစာမှာလည်းတန်တူတရရှိတယ်တန်ရှည်တရရှိတာလေးကိုသိမှအင်္ဂလိပ်စာအောင်နားလည်မှာဖြစ်ပါတယ်အဲ့တော့တန်တူတရတန်ရှည်တရဖြစ်တဲ့အတွက်ခုဒီ အောက်ဆဖိုနီဘုတ်3ရနေစပြီးကျမတို့ကတန်ရှင်တရတွေကိုပဲသင်ရမှာဖြစ်ပါတယ်တန်တူတရတွေကကျမအောက်ဆဖိုနီ2ထဲမှာအကုန်လုံးပါသွားပြီဒါကြောင့်အောက်ဆဖိုနီ2ပဲပြီးထားတဲ့တသားမိမိတွေဆိုလို့ရှိရင်ထရီတူတူဘာမှမဖတ်တတ်သေးပါဘူးဒါပြီးအောက်ဆဖိုနီ2တော့ပြီးထားတယ်ဆိုတာမျိုးဆိုရင်ဆက်တင်ပါလို့ဒီကနေ့အကြံပြုပါရနော်ဗါတယ်အောက်ဆဖိုနီက တင်ရတာကောင်းလားဗောလီကတင်ရတာပိုကောင်းလားဆိုပြီးစိတ်ထဲမှာထင်အမှန်ကတော့အတူတူပါပဲတင်ပုံတင်နည်းလေးကလည်းအရှိတော့တင်တာပဲကွဲသွားတာဖြစ်ပါတယ်ဒီကြတဲ့တစ်ခုကအောက်ဆိုဖိုနစ်ကိုတင်တင်ဂျော်လီဂျော်လီဖိုနစ်စာအုပ်ကိုတင်တယ်ကျွန်တော်တို့က CM က extra တင်ထောက်ကူ sentence တွေ words တွေမလုပ်ပေးလို့မရဘူးဘာကြောင့်လဲကျွန်မရှင်းပြမယ်သူကအစမှာ long a ဆိုပြီးတော့ a- magic e ကိုပြောထားနေတာကျွန်တော်တို့ phonics လေးလာလေးလာတဲ့ learners အနေနဲ့ new learner အနေနဲ့ဆိုရင်နားလည်နိုင်မှာမဟုတ်ဘူး ။ဘာကြောင့်လဲဆိုတော့အောက်ဆိုဖိုနစ်ဂျော်လီဖိုနစ်ကိုကြည့်လိုက်နားလည်မဘူး။ကျွန်မအဲ့တော့ကျွန်မကအလွယ်ကူဆုံးဆီယမတွေကိုကျွန်မရဲ့ဆီယမတွေအများညွှန်ပေးတယ်။ဖိုနစ်မှာလေဘနတန်ရှိတာလေကလေးတွေကိုဘနတန်သိရမယ်ဆိုတော့ကျွန်တော်တို့ information ပေးရမှာလေ။အဲ့ဒါကိုနားလည်အောင်ကြည့်ရမယ်။အောက်ဆိုဖိုနစ်မှာအဆုံးထိသွားတဲ့အခါမှာ word fight ထိသွားတဲ့အခါကျမှကျွန်တော်တို့အတန်နေစုံလာဖြစ်တယ်။နော်အဲ့တော့ဒီမှာ word fight ထိသွားတဲ့အခါကျမှ word fight မှာနော် oxford နေမှာ word fight မှာအော် r ဆိုတဲ့အတန်ပါပြန်ရော ဲ့ဒီတော့ကလေးတွေကဒီထဲမှာပြီးလို့ရှိရင်အာအတန်တွေအများကြီးပဲနှော်လို့ထင်သွားတတ်တယ်ကိုကိုနိုင်လေးတာတဲ့သူကလည်းဘာလို့သိဖို့လို့လဲအောက်ဆိုဖိုနစ်ဖြစ်စေဂျော်လီဖိုနစ်ဖြစ်စေအရှိကဟာဒီအကုန်လုံးပြုတ်လိုက် phonics ဆိုတာလေးကိုကျွန်တော်တို့ကြည့်လိုက်ဘယ်နှသံထွက်လာသလဲဆိုတာကိုပထမဦးဆုံး main အနေနဲ့ကွဲကွဲပြားပြားရှင်းရှင်းလင်းလင်းသိဖို့လိုပါတယ်ပြီးရကြမှာဩတလုံးသံနေ a to z ကနေတလုံးသံနော်ခွဲနီးပြပြပြီးပြီးလို့ရှိရင် long vowel sound တန်ရှိတရမြန်မာစာမှာလည်းတန်ရှိတရရှိတယ်အင်္ဂလိပ်စာမှာလည်းတန်ရှိတရရှိတာပေါ့အဲ့ဒါတန်ရှိတရကဘာတွေလဲ a a လို့ပြောရင်နားထဲမှာ a နဲ့ i နဲ့ writing အနေနဲ့ကျွန်တော်တို့က တိကိုတိရမကလေးတွေကနားထဲမှာကြားတဲ့အတန်ကိုပြန်ချရေးဖို့အတွက်စလုံးမကျက်စရာမလိုပဲချရေးဖို့အတွက် connection မိမိနေတာကိုတိရမယ်အေး ਈ ਈ လို့တန်ချရင် ਈ နှလုံး i လို့တန်ချ i နဲ့ ਈ o အတန်ချ o နဲ့ a နဲ့ u အတန်ချ u နဲ့ e နဲ့အဲ့တော့ဒီမှာငါဒီမှာ1 2 3 4 5တန် long vowel sound short vowel sound က a e i o u ရဲ့အတန်ကိုအ a e o a နော်အာအာ and so my m ကျွန်တော်တို့ကလေးတဲ့ကြပြားကြအဲ့တော့ a sound ကအားထင်တယ်အားမဟုတ်ဘူးเนาะအအ apple ဒါကြောင့် a sound အ a i o အမီးစီလေးလုတ်သွားမယ်ဟုတ်ပြီဒါဆိုရင် short vowel နဲ့ long vowel sound ကိုတည်သွား long vowel ဆိုတော့ a ဆိုတဲ့အတန်ကိုတီးမှရမှာအဲ့လိုတည်သွားကျွန်တော်တို့ဘာကြောင့်ကျွန်မက52တောင်အရင်လေ့လာခိုင်းတယ်လဲဆိုတော့ကွဲကွဲပြပြရှင်းရှင်းလင်းလင်းဒီဗီဒီယိုချင်းတည်လားမတည်လားကျွန်မ comment လေးမှာမှတ်သားပြီးကျွန်မအခုရှင်းပြတဲ့အရာလေးနောက်ထောင်လိုက်တာနဲ့ဟိုပဲ ။နောက်ကျွန်မကစကားသင်းနဲ့မြင်တာလေးကိုတော့သိခံပေးပါရှင်။အဲ့တော့ဟုတ်ပြီ။အဲ့လိုပြော A နဲ့ I နဲ့ what 3မှာဘာပါသလဲ။ A-match E ဒါကတော့တို့ဘာတန်ထွက်မှာလဲ။စလုံးတစ်လုံးဒီနော်စလုံးတစ်လုံးဒီဒီမှာ CVC words တွေဒီ tap cap can men ဆိုတဲ့ CVC words တွေဒီနောက်က E လိုက်တာ ਨੇ သူတို့ရဲ့ရှိကဘောဝရတန်ဒီ long bore sound တန်ပြောင်းသွားတယ် long bore sound ဆိုတာဘာကိုပြောတာလဲ no a ရဲ့ long bore sound ကဘာတူလဲ a ဆိုတော့ vowels a ရဲ့ long bore sound တန်က vowel a ရဲ့ long vowel sound တန်ကအေးရေးမယ်ဆိုရင်ဘလို့ရေးမှာလဲ a နဲ့ i နဲ့ကိုရေးမယ်နှလုံးရေးရမှာ long vowel ဆိုတာနှလုံးပေါင်းမှတန်စလုံးကိုပြောတာနော် vowel နှလုံးပေါင်းမှတန်ရှိတဲ့စလုံးတွေကိုပြောတာကလေးတို့ရဲ့အဲ့လိုကိုရှင်းပြမယ်ဒါကြောင့်မလို့ဟုတ်ပြီဒီမှာ e ပါသွားတယ်အဲအဲ့ဒီ e က magic e ဒီ e ကမော် e လေးဖြစ်တယ်ဟောဒီမှာ vowel စလုံးရဲ့နောက်မှာ split e စလုံးတစ်လုံးခြားပြီး e လိုက်တယ်စလုံးတစ်လုံးခြားပြီး e လိုက်တယ် this is magic e နော် magic e can make split vowel sound chain split vowel ရဲ့ sound ကို chain ပြေးနိုင်တယ်ပြောင်းလဲပြေးနိုင်တယ်အဲ့တော့သူ့ရဲ့ a အတန်ကအာ magic e နဲ့ပေါင်းတော့ a เนาะဒီမှာ magic e နဲ့ပေါင်းတော့ဒါကြောင့်မလို့ကျမတို့က ate စားခဲ့ပြီးပြီလို့ဆိုရလဲ ate ကို8ရဲ့အတန်က magic e ရဲ့အတန် magic e ရဲ့ power တွေသူ့ကိုပေးလိုက်တာဖြစ်တဲ့အတွက် အေးလို့ထွက်ဆိုရခြင်းဖြစ်တယ်အဲ့ဒီသင်ခန်းစာကိုသင်တယ်ဒါပေမဲ့သူကဒီမှာ e- match e မပါဘူးเนาะအောက်ဆိုဖုန်းနေမှာ e- match e ပုံထိပ်တာပဲမပါလားကျမစာအုပ်ထဲမှာပဲမပါလားကျမရှာကြည့်မှာမပါဘူး i- magic e ပါတယ် a ပြီးတော့ i ရောက်သွားတယ် a ပြီးတော့ o ရောက်သွားတယ်เนาะ a ပြီးတော့ဘာလာလဲဆိုတော့ a ပြီးတော့ဟုတ်တယ် o မဟုတ်ဘူး a ပြီးတော့ i- magic e လာတယ် i- magic e ဒီလဲ vowels ၅လုံးပဲရှိတယ်အဲ့ဒီ vowels ၅လုံးကိုမူတည်ပြီးကျွန်တော်တင်သွားမှာ အဲ့ဒီ vowels ငါလုံးက split နှလုံးချမယ် magic e နဲ့တွဲလာမယ်ဆိုရင်ဆိုရင်သင်ခန်းစာကို तू က unit also phonic word 3မှာသင်ပေးထားခြင်းဖြစ်တယ် vowels ငါလုံးဒီ split e split နှလုံးလုံးပြီးတော့နှလုံးချတယ် split ဆိုတာเนาะချပြီးတော့စလုံးတစ်လုံးချပြီးတော့ e နဲ့လိုက်နိုင်တယ် vowel a e i o u ဆိုပါဆိုရှင်အဲဒီပုံစံလေးကဘာနဲ့အမြဲတမ်းလိုက်နိုင်တယ်ဆိုတော့ကျမတို့ကကလေးတွေရှင်းပြမယ် ဒါတည်ရပဲရှင်းပြသွားပြီးတော့နောက်နေ့ကျတော့ကျမတို့ကဒီထဲမှာမှတခုချင်းစီကိုပဲတင်သွားမယ်အဲ့လိုတင်ရမှာ A-dash magic e ကိုသင်မယ် A-dash magic e ဆိုတာဘာအတန်ထွက်မှာလဲဆိုတော့ရှင်းရှင်းလေးပဲ magic e ရဲ့အစွမ်းနေ A ကိုပေးလိုက်ရင် A ဖြစ်သွားတယ်အဲ့ဒါဘယ်သူနဲ့သွားတူတာလဲဆိုတော့ဟောမှာဟောအပေါ်က AI နဲ့တူတာဒါသည်ဘာလို့ပြောတာလဲဆိုတော့ English မှာနောက်ထပ်နော်စလုံးမမတူတဲ့အတန်တွေကိုလေ့လာရမယ်လေ့လေရှည်တယ်လူရင်းမပြောဘူးဆိုရင်တော့မကြည့်ပါနဲ့နော်ကျမတို့ကစာသင်တဲ့အခါမှာလူရင်းလေးတစ်လုံးတစ်လုံးပြောပြီးပြောတော့မှမရတာအရှိသင်ခန်းသာနောက်သင်ခန်းသာကိုချိတ်ဆက်ပေးရတာလေရှိတာဖြစ်သည့်အတွက်ကြောင့်ဒါလေးကိုနားထောင်နားလည်ပေးပါရှင့်နော် ဲ့တော့ဟုတ်ပြီ A- magic e က8လို့အတန်ထွက်တာဘာကြောင့်မို့လဲဆိုတော့ magic e အကြောင်းလည်းဖြစ်သလိုအဲ့ဒီ A- magic e စလုံးပေါင်းကွဲသည် alternative of A လို့လည်းမှတ်ရမယ် A နဲ့ I ကိုမြင်ရင်ဘလို့တင်ခဲ့တာအရင်တော့က A ဒါကိုအရင်တင်မှရမယ် original ai ကိုယင်တင်မှရမှာအဲ့တော့မဟုတ်ဘဲနဲ့ကျမတို့ဒါအတင်းတဲ့ကလေးက a- magic e ရဲ့အတန်တန် e- magic e ရဲ့လည်းအတန်တန် i- magic e ရဲ့လည်းအတန်တန် i- magic e ရဲ့လည်းအတန်အစ် โอ dash magic ရဲ့လည်းအတန်အသစ်လို့ထင်သွားနိုင်ပါတယ်အဲ့တော့ phoenix မှာရှိတဲ့နည်းအတန်တွေများစွာတိသွားတယ်များစွာရှိရထင်သွားအမှန်42တန်ရှိတယ်အဲ့ဒီ42တန်တဲကမှာကျွန်တော်တို့က alternative တန်တူကြောင်းွက်သရအတန်တွေထွက်လာတယ် consonant မှာလည်းသရအတန်ရှိတယ်ဥပမာ or မှာလည်း o နဲ့ r ဒီ vowels မဟုတ်ဘူး r control sound မှာလည်း alternative စောင်းတွေရှိသေးတယ် alternative spelling တွေရှိသေးတယ်ဆိုတော့ကျွန်တော်တို့နောက်မှလိုက်ထည့်ပြီးသင်ရတာက Jolyphonics နည်းလမ်း method ဖြစ်တယ်အဲ့ဒါကိုကျွန်တော်ကကြိုက်တယ်ကြိုက်တဲ့အတွက်ကျွန်မကကလေးတွေကိုကျွန်မသင်တဲ့အခါ oxophonic ကိုပဲ깟ပြီးသင်ခိုင်းတယ်ဘာကြောင့်လဲ oxophonic မှာ reading ဖတ်တဲ့အခါမှာအယောင်သွေးလေးတွေစုံတယ် နော်စတိုရီလေးတွေပါတယ်စတိုရီလေးတွေပါတယ်စာကြောင်းလေးတွေပါတယ်ရုပ်ပုံလေးတွေပါတယ်ကလေးဆိုတာဒါလေးကိုစိတ်ဝင်စားတယ်အဲ့ဒီအတွက်ကြောင့်ဒီမကဒီစာအုပ်လေးတွေသင်ခိုင်းတယ်ဒါပေမဲ့အခုကျမလက်ရှိ class မှာတက်နေတယ်နော်လာမယ့်22မှာတို့တွေနောက်ထပ် level တခုကိုသွားတော့မယ်ပေါ့နော် word 3လဲတို့တွေနဲ့သင်ပြီးသွားရင် word 3 word 4 word 5ကိုသင်မဲ့ကလေးတွေဟာ word 3ရဲ့မှာတို့ဘာပဲဖတ်တဲ့အုံမှာလဲကျမပြောပြတယ်နော် oo ပဲဖတ်တဲ့အုံမယ်ပြီးတော့ a e i o u ဒါပဲဖတ်တတ်မယ်တို့ နော်ဒါတွေမဖတ်တတ်သေးဘူးဟောအိုင်းနဲ့ပတ်သက်တာဖတ်တတ်မယ်အိမ်းနဲ့ပတ်သက်တာဖတ်တတ်မယ်တို့ကျွန်မအကုန်လုံးကြော်ပြထားတယ်ဒါပဲဖတ်တတ်အောင်မယ်โอเคဘယ်ခါဖတ်တတ်မှလည်းတအုပ်လုံးကိုဒီချေအခုနောက်ထပ်လာမယ့် class ကိုသင်တဲ့အခါသမီးတို့သားတို့တွေ3တဲ့မှာပါတဲ့ဟာလည်းအကုန်လုံးကိုဖတ်တတ်သွားလိမ့်မယ်4တဲ့မှာပါတဲ့ဟာလည်းဖတ်တတ်တော့တို့ဆိုရင်4လဲကြော်ပြီးဖတ်တတ်နေပြီ5လဲကြော်ပြီးဖတ်တတ်နေပြီတချို့တချို့စလုံးတွေကိုအဲအဲ့လိုမျိုးအဲ့လိုမျိုးသင်ရတာဖြစ်တဲ့အတွက်နော်နောက်ထပ်တစ်ခု class တစ်ခုတက်လိုက်တဲ့အခါကျမှ3 4 5ဆိုတော့အကုန်လုံးလှန်လှန်ပြီးတော့ reading လေ့ကျင့်ရုံပဲဆိုတော့စာအုပ်အနေနဲ့ကျမက သုံးတာဖြစ်ပါတယ်အောက်ဆိုဖိုနစ်ကိုအဲ့ဒါအောက်ဆိုဖိုနစ် method အတိုင်းသွားလို့မရဘူးလားဆိုတော့ရပါတယ်ဒါပေမဲ့ကျွန်မမကြိုက်လို့မသွားခြင်းဖြစ်ပါတယ်အဲ့ဒါဒီဒီနေ့ဗီဒီယိုမှာကြတော့အောက်ဆိုဖိုနစ်ရဲ့သွားတဲ့အခါမှာအဲ AE I သင်ခန်းစာဆိုဒီသင်ခန်းစာကိုသင်လို့ရှင်လဲ I dash magic E တိုင်းမှာသင်သွားရင်သင်ပြသူစီရမှာကလည်းအစ်စ်ဆိုရင်နားလည်မှာမဟုတ်ဘူးကလေးကလည်းဒါလည်းအတန်တန် နော်အဲ့တော့ဒါလေးတွေတင်လိုက်ပြီပေါ့ရှင်ဒီဟာကတော့တင်နည်းတွေက i dash magic e က i တန်ထွက်တယ်ဒါကြောင့်မလို့ i lime the i can bike ဒီတော့ပြီဆိုရင် sentence ဘယ်လိုတင်မလဲကျွန်မ tricky word တင်ဖို့တင်နည်းတွေပြထားတယ်။ tricky word တင်ပြီး sentence နည်းမှာဖြစ်တယ်ဒီမှာဆိုရင်လည်း i dash magic e I five I nine ဟုတ်ပြီ I dash မကြည့်ပြီးသွားပြီ။အော်ပြီးသွားပြီဆိုရင် I dash မကြည့်ပြီးသွားပြီဆိုတော့ ਨੇ လေချင်ကလေးလုံးမယ်ပေါ့ရှင်။ဟော O dash မကြည့် O O dash မကြည့်ပုံစံလိုက်စလုံးတစ်လုံးကြော်ပြီးတော့ E နဲ့တွဲလာမယ် O နဲ့ E နဲ့လာမယ်ခလဲမှာလင်းလဲချနိုင်မယ်ဆိုရင် O ဟာ Om home အဲ့ပုံစံဝင်သွားပြီဒီမှာကလေးကိုမြင်အောင်ကျွန်တော်တို့ကဒီမှာ magic e ဖြစ်အောင်ပြပြရမယ်ကျွန်တော်တို့မြားလေးနဲ့ပြရမယ် home ရောပေါ့လေ့ကျင့်ခန်းလေးတို့ရေးလိုက်ပြီး writing နဲ့သင်လိုက်ပြီးသင်ပြီးသွားပြီဟော u - magic e u ဟောဒါလည်းအတန်တန်ပဲအမှန်ကဒါတွေက original phonic sound မဟုတ်ဘူးเนาะအဲ့ဒါကျမတို့သိကိုသိရမယ် alternative sound ဖြစ်တယ်ဘယ်စာပေမှာဖြစ်စီမူရင်းတရရှိတယ်ကျမတို့ကတန်တူကြောင်းခွဲတရရှိတယ်မြန်မာစာမှာ i တရအာလုံးကြီးတင် i ဆိုတဲ့တရလေးပေါ့เนาะအဲအဲ့ဒါလေးကအခေယ i ကလည်း i တရနဲ့အတန်တူဒါပေမဲ့သူကအထူးအခေယဟောအဲ့လိုပြန်သင်ရပြီးရင်မအလုံးကြီးတင် mi အဲအဲ့ဒါကတန်တူကြောင်းခွဲတရကာယံညီတော်တရဟောအဲ့လို alternative ဆိုတာဒါမျိုးကိုပြောတာဖြစ်တယ်ဒါမျိုးတွေရှိတယ်เนาะအဲ့အားလေးကိုမြန်မာစာလေးနဲ့ကိုယ့်ရဲ့မြန်မာစာပေလေးနဲ့တွဲပြီးတော့မှတ်သွားလို့ရှိရင်လွယ်လွယ်လေးပါဟောအဲ့တော့ udash magic ep သားပြီဆိုတဲ့အခါမှာ तू ကဘာထည့်တယ်လဲဆိုတော့ဩဒီမှာအိတ်လာပြီနော် original အိတ်ကနောက်ရောက်နေတယ် a နဲ့ i နဲ့ကိုမြင် two vowels make one sound เนาะအဲ့တော့ the first vowels say letter name so a rain nail no tail weight paid မဲ့နော်ပြီးလို့ရှိရင်ကျမတို့ကဗာနေချုပ်မလဲ wait ဒါမျိုးတွေရှိမယ်ပေါ့ဟော a နဲ့ y ကကို a နဲ့ y ကိုမြင်လဲ a လို့အတန်ထွက် ဘာကြောင့်အတန်ထွက်ရတာလဲ A နဲ့ Y နဲ့ကို A နဲ့ Y နဲ့စလုံးတီးအတန်အစ်စ်တွေမရှိတော့ဘူးမှတ်ထား AI ကိုသင်ပြီးသွားပြီဖြစ်တဲ့အတွက် AI အတန်ကဲ့သို့အတန်တူသောစလုံးပေါင်း क्वे ပြတဲ့ဟာတွေသင်ရမယ်သင်ချာနဲ့နားလည်အောင်မျိုးလုံးနဲ့မမြင်အောင်ကလေးတွေကိုပြော့ပြတ်တတ်အောင်ရှင်းပြပေးပါမယ်နော်သူများတွေမရှင်းပြရှင်းပြကျွန်မကဟိုကိုလည်းတော်တော်လေးကိုမြန်မာဟုတ်ညီမဟန်နဲ့ပြောပါဆိုကွာနည်းနည်းလေးပိတ်နေနေနဲ့မှတ်ခဲ့တာဖြစ်တယ်ကွာရှင်းချင်းပြောမယ်ဆိုလို့ရှင်အဲ့တော့ A နဲ့ I နဲ့ကအိမ်တန်ထွက်တဲ့ဆိုရင်ဒါတို့သမီးတို့ရေငါးဖြစ်စီဖို့အတွက်တင်းနဲ့လေးနဲ့ပေါင်းရင်လည်း ငါဖြစ်တယ်။ငါဖြစ်စီဖို့နှစ်နဲ့သုံးနဲ့မိဖက်လို့ရင်လည်းငါဖြစ်တယ်။ငါဖြစ်စီဖို့သုံးနဲ့နှစ်နဲ့ဆိုရင်လည်းငါဖြစ်တယ်။ငါဖြစ်စီဖို့လေးနဲ့တင်းနဲ့ဆိုရင်လည်းငါဖြစ်တာပဲ။နော်ငါဖြစ်အောင်လုပ်မယ်။ငါနဲ့0နဲ့ဆိုရင်လည်းသုံးညနဲ့ဆိုရင်လည်း ငါဖြစ်တာပဲပေါ့မယ်ဆိုရင်ပေါ့အဲအဲ့လိုမျိုးဖြစ်တယ်လို့ပဲငါဖြစ်စီအောင်လို့အဲ့ဆိုတဲ့အတန်ဖြစ်ပေါ်လာစေတော့ slow mong ခွဲတွေနောက်ထပ်အများရှိသေးတယ်အဲ့တော့ a နဲ့ i နဲ့က original a ဖြစ်တယ်နော် a နဲ့ i နဲ့ဒီ two vowel စီးနေ english မှာ two vowels လာတဲ့အခါ vowel ငါးလုံးရှိတယ်အဲ့ဒီ vowel ငါးလုံးကတွဲချင်းတို့တွဲလို့မရဘူး vowel ငါးလုံးဒီဒီအတိုင်းပဲအဖိုးကြီးဖြစ်သွားရင်လည်းဒီအတိုင်းပဲတွဲနေမှာ A နဲ့ I နဲ့တွဲမယ် E နဲ့ E နဲ့တွဲမယ် I နဲ့ E နဲ့တွဲမယ် O နဲ့ A နဲ့တွဲမယ် U နဲ့ E နဲ့တွဲမယ်အဲ့ဒီလိုအတွဲလေး၅တွဲသည် A E I O U အတန်ထွက်တယ်ဘာလို့လဲ vowels တွေရဲ့စီးမင်းစီးကံအရာနှလုံးပေါင်းမှာအတန်ထွက်တယ်ရှေ့က vowels ကစကားပြောမယ်နောက်က vowel ကတိတိနေမယ်ရှေ့က vowels ကစကားပြောမယ်နောက်က vowel ကတိတိနေမယ်အဲ့ဒါ two vowels rules လို့ခေါ်တယ်အဲ့ဒါ long vowel sound တွေဖြစ်လာဖို့အတွက် two vowel rules ကိုကျွန်တော်တို့သိရမယ်ကလေးတွေကိုလည်းရှင်းပြရမယ်ဒါမှသာသူသိမှာနှုတ်မို့လဲဖတ်တတ်ဖတ်တတ်သွားတယ်ဘာကြောင့်ဖတ်တတ်တယ်ဆိုတာမသိဘဲနဲ့ချက်သွားမှာပေါ့အဲ့လိုသင်လိုက်ပြီ ရသွားပြီဆိုတဲ့ခါမှာ AI က A than Twitter သိပြီเนาะဒါဆို A နဲ့ Y နဲ့ကလည်းဘာမှမခက်ဘူး A နဲ့ Y နဲ့ဆိုတော့ spelling ခွဲလေးကိုမြင်လာ AY spelling လေးကိုမြင်လာရင် A ဆိုတဲ့အတန်တိုင်းမှတ်เนาะကိုကညီညာချင်းနဲ့ပဲတင်တင်အုပ်စုစုမြားပြပြီးတော့ပဲတင်တင်ကျွန်တော်တို့ကဒီလိုတင်လိုက်ရတယ်เนาะမြားပြပြီးတင်လိုက်ရတယ်ညီညာချင်းနဲ့တင်လိုက်ရတယ်အစဉ်ပြေတို့တင်လိုက်ရတယ်ဟုတ်ပြီเนาะ AY make ဟော နော် oh sorry အ AI AI ကနော် AI အတန်နဲ့လည်းတူတယ် AI ကပြီးလို့ရှိရင် AY က A- magic e နဲ့လည်းတန်တူတဲ့ AI ကပြီးလို့ရှိရင်အဲ့ဒီ AY ဒီအဲ ending နောက်တစ်ခုကဘာရှိုးမလဲဆီယမ်မလည်းမိသွားတယ်ခဏလေးနော်ဟုတ်တယ်အဲ့ဒါပဲ A AI AY A- magic e တခါတည်းအမှာဆိုရင်ကျမတို့က EY ရှိတယ် THEY day EY ကလည်း A ဆိုစလုံးပေါင်းလေးတွေရှိသေးတယ်ဒါကနည်းနည်းမြင့်တဲ့အခါမှာကျမတို့သင်ပေးတာအဲ့တော့ပို့ပြီးတော့ကြည့်အောင်ဟော AI နဲ့အတန်တူတာ A AI နဲ့အတန်တူတာ A-magic အဲ့လိုပြလိုက်ရတယ်မပြချင်းမြားလေးတွေနဲ့ပဲကျမတို့နားလည်အောင်ဒီရော AI AI ကိုမြင်လဲ A အတန်ထွက်ရော AY ကိုမြင်လဲမြောက်စမလို့သောက်လို့ AY ကိုမြင်လဲ A အတန်ထွက် A dash မကြီး E ကိုမြင်လဲ A အတန်ထွက်ဟော EY ကိုမြင်လဲ A အတန်ထွက်ဒါမျိုးလေးကျွန်တော်တို့ကသင်ပြပေးလို့ရပါဒါဆိုရင် A နဲ့ Y နဲ့ကို A အတန်ထွက်ရမှာဆိုကဲရေးကြည့်ပါဦးဒီချက်ရေးပြမယ် PAY ဘာအတန်ထွက်မလဲဟာ PAY DAY ဘာအတန်ထွက်မလဲ ဟာတအိတ်တဲဒါကြောင့်မလို့နေဆွဲလေးတွေကိုဒိတ်လို့ခေါ်တာပေါ့နေရက်ကလေးတွေကိုဟောအေးရေဒီလိုပဲတူညီတဲ့လွယ်တဲ့စလုံးလေးတွေအများကြီးပဲကျွန်တော်တို့ဖန်တီးပြီးတော့ရှင်းပြရမယ်ဒီထဲမှာလေးလုံးပဲပါခြင်းပါမယ်ဒီထဲကလေးလုံးနဲ့ကျွန်တော်တို့မလုံလောက်ဘူးဟမ်နော်ဘေးဒေးဆေးဖေးပြီးသွားပြီဒါပဲပါနေတယ်ကျွန်တော်တို့ကနော်ခရေးလေးဝေးဒါမျိုးလေးတွေလေးဝေးဖေးနေအဲ့မျိုးလေးတွေအများကြီးပဲအဲဆေးဒါမျိုးလေးတွေ SAY ဆေးဒါမျိုးလေးတွေကျွန်တော်တို့က ပြုတ်ပြရမှာအဲ့တော့ ay make a say day pay ray ဒါလေးတွေသင်ပေးခြင်းအပြင် ay နဲ့ပတ်သက်တာတည်သွားပြီ a dash မကြီးရစစနာအရှိမကျွန်တော်တို့သင်ပြီးသွားပြီ a dash မကြီးနဲ့ပတ်သက်တဲ့စလုံးတွေပြန်ပြီးနှွှေးမယ် oxford jolly phonics မှာ paper book 3ရောက်လို့ရှိရင်အကုန်လုံးပြန်ပြီးပြန်နှွှေးပြီးသင်ပေးလိုက်တာ oxford နဲ့ jolly phonics 2မှာကျတော့ခုနကပြောသလိုအကန့်လိုက်ကလေးခွဲသင်ပေးတယ်3ရောက်လို့ရှိရင်တော့ရောပေးတာရောသမားမှုလိုက်တာအစပိုင်းကတော့ကျွန်တော်ရောလို့မရအောင် ai ကို ai သက်သက်သင်မယ် ay ကို ay သက်သက်သင် ay ကိုမေ့လို့ရှိရင်လည်း ay ဘာအဲ့ဒီတန်ထွက်တာဘယ်စလုံးလေးရဲ့ English မှာ AI နဲ့ AI ကအဲ့ဒီတန်ထွက်တာဖြစ်တဲ့အတွက် AI ကလည်းအဲ့ဒီပဲအဲ့တော့ A dash magic ဆိုရင်လည်းอืม ache make now ကမကြီးပါမယ် ache lake အဲ့လို k ဆို k နဲ့ပတ်သက်တာလေးကျွန်မတို့က take take lake lake make make wake wake k k နဲ့အတန်တူတာကိုတင်လိုက်တယ်ကလေးကဖတ်ရတာလွဲတယ်ပြီးတော့မှ t နဲ့ t နဲ့ wa နော်ပြီးလို့ရှိရင်မှထားပါတော့ရှင် နောက်အစီအခင်းကြီး cake ပါသေးတယ်ပြီးလို့ရှိရင်နော် WAT weight နော်ပြီးလို့ရှိရင် PAT weight အရိပ်ပဲရှိရှိမရှိရှိအတန်တူတာလေးကိုကျွန်တော်ထည့်မယ်ပြီးလို့ရှိရင်ဟမ် NATE 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 ဒါမျိုးလေးတွေဟောပြီးလို့ရှိရင် LATE 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 ဒါမျိုးတွေဒီကျွန်တော်သင်လိုက်တဲ့အခါကလေးကဩ a- magic e မြားလေးနဲ့အမြဲတမ်းထက်ထက်ပြသွားမယ်ဒါဆိုရင် a- magic အကြောင်းကိုသူနားလည်သွားပြီအဲ့လိုသင်ရတာဖြစ်ပါတယ်ဒါဆိုရင်ကျန်တဲ့ဟာတွေလည်း i လည်းအဲ့အတိုင်းပဲ u လည်းအဲ့အတိုင်းပဲပြီးလို့ရှိရင် now oxophone နဲ့မှာအေးပြီးသွားပြီဆိုရင်နော် i i ကလည်းဒီမှာ तू ကဘာအရင်လာသလဲဆိုတော့နော်ဒီမှာ e e ဆိုရင် ee က e တန်ထွက်တယ် အဲ့လိုပဲ NDY က EA ကလည်း E spelling တန်ထွက်တဲ့ alternative of E ကိုပြောချင်တာဖြစ်တယ်။ဒါကြောင့် oxophonic ကိုသင်တတ်ချင်တဲ့လူတွေအနေနဲ့က alternative အတန်တွေကိုမသိလို့မရပါဘူး။ပြီးလို့ရှိရင် NDY ကလည်း E တန်ထွက်တဲ့ NDY E တဲ့နဲ့ either ending wine ကလည်း either ထွက်တဲ့ဒီမှာ ending wine ကဒီမှာလည်း either ထွက်တဲ့ဘလို့ခွဲမလဲ wine ရဲ့အသံနှမျိုးလို့ကျွန်မဗီဒီယိုတင်ထားတာရှိတယ်အဲ့ဒါလေးကိုသွားကြည့်ပါ page မှာ TikTok မှာရော YouTube channel မှာရောတင်ထားတာရှိပါတယ်အဲ့ဒါလေးကိုမဖြစ်မနေသွားကြည့်ပါဒါမှသာဒီစောက်တဲ့တင်တဲ့မှာဖြစ်ပါတယ်တချို့ကဒီစောက်အုပ်အတိုင်းကိုတစ်ခုချင်း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 တင်ပြပါလားကျွန်တော်တို့ကအဲ့ဒီဗီဒီယိုတွေကြည့်လာခဲ့ပြီဆိုရင်ဗီဒီယိုထဲမှာပါတဲ့ challenge တွေကအော်ဒီသင်ခန်းစာရောက်ရင်ဟာဒီလိုတင်မယ်ဆိုပြီးတော့ကျွန်တော်တို့ကတင်လို့ရတယ်52တန်ကိုရတာနဲ့ကျွန်တော်တို့ Oxford Phone 3လဲ ်ပြင်းနေသွားပြီเนาะအဲ့ဒီလေးသနက်တန်မှာကျွန်မလုပ်ပေးထားတဲ့လေးသနက်တန် exercise video lesson class ကသင်ခန်းစာတွေတော့အများကြီးလည်းမရှိဘူးเนาะ ဗီဒီယိုတွေအများကြီးမရှိအခု20တော့မရှိအပုံ20တော့မရှိဘူးအဲ့ဒီဗီဒီယိုလေးတွေကိုတိတိကျကျကြည့်သွားတာနဲ့ဒါကိုကျမတို့တော်တော်လေးကိုသင်တတ်ပါပြီ။ Oxyphone 3ရောက်ခါနေသင်တတ်ပါပြီ။ပြီးရင်အခုနကပြောတဲ့ free video တွေအများတန်းတင်ပြတာရှိရဲ့။ဝိုင်းရဲ့အတန်နှမျိုးတို့နော်။ Silver ဘလိုခွဲမလဲတို့အဲအလိုမျိုးလေးတွေကျမတို့ကအာသင်သွားပြီးကြည့်လိုက်တဲ့အဆိုလို့ရှင် alternative 8လို့ကြည့်ပြီးစတာတွေသင်တတ်ပြီ။ဟုတ်ပြီအဲ့တော့အဲ့ဒီသင်တတ်မဟုတ်ဘဲအဲကျမတို့ကအဲ့ဒီ တီတန်ကိုလိလာရတာရှာရတာဆီမရဲ့ကြာလို့မကြည့်နိုင်ဘူးဆိုလို့ရှိရင်တော့ကျမပြောပြတယ်ကျမရဲ့အခုရှိမှပြပြသွားတယ်အောက်ဆိုဖိုနစ်ဖြစ်စေဂျော်လီဖိုနစ်ဖြစ်စေတခုစလုံးကိုနားလည်လေအောင်အတင်ပြထားတယ်သူတို့နှစ်ယောက်ကွဲပြားခြားနားချက်ကလေးကိုတိလိုက်ရုံကပါကျွန်တော်တို့အောက်ဆဖုန်လေးကိုတင်နေသွားတယ်အဲ့လိုမျိုးလေးပုံစံမျိုးလေးကိုလုတ်ပြထားတဲ့တင်နန်းလေးကိုဒလာကျော်လို့ရတယ်အဲ့ဒီတင်နန်းထဲမှာကဘာတွေရှိမလဲဆိုတော့အောက်ဆဖုန်လေး word fight ကိုပါတင်နေချင်တယ်ဆိုရင်တော့ ကျွန်မပြောတဲ့ video class နှစ်ခုကိုဖြစ်အောင်တက်မှာရပါမယ်။တစ်ခုက alternative တင်ထားတာ၊တစ်ခုကတော့42တိုက်ချီကံကိုတင်ထားတာဖြစ်ပါတယ်။အဲ့ဒီတော့အဲ့လိုမှမဟုတ်ဘဲနဲ့ oxophonic တည်တံ့ဆိုရင်တော့ကျွန်မစီမှာမရှိပါဘူး။ကျွန်မက oxophonic တည်တံ့သွားထားတာမဟုတ်ဘူး။ဒါကြောင့်လဲဆိုတော့ oxophonic တည်တံ့သွားရင်အရှိမပြောတဲ့လိုလူချင်းမင်းတို့က word file ရောက်တဲ့အထိအတန်ပင်အတန်လဲဆိုတာကိုဟိုကိုကအင်္ဂလိပ်စာကိုအခုမှလေ့လာပါတယ်ဆိုမှအဲ word file ရောက်သွားတယ်ဒါတွေကဘာအတန်လဲ a- မကြီးရတတန်လား e- မကြီးရတတန်လားအတန်တွေများလိုက်တာနော်ဆိုပြီးဖြစ်နေမှာစိုးတဲ့စေတနာအကြောင်း oxophonic ဖုန်နဲ့တည်တံ့မလုပ်ပေးတာဖြစ်ပါတယ်အခုနောက်ပိုင်းအောက်ဆိုဖုန်နဲ့1 2 3ကိုကျမတို့အရင်အသင့်တင်ပုံတင်ပြီးအကြံမြင့်ကိုတော့ကျမအကုန်လုံးထည့်ပေးထားပါတယ်အောက်ဆိုဖုန်နဲ့နှစ်ချုပ်ပြောရမယ်ဆိုရင်အောက်ဆိုဖုန်နဲ့နေပဲကိုင်းတင်တင် Jolly Volunteer နဲ့ပဲကိုင်းတင်တင်မဖြစ်မနေလို့ရမှာကဒီ tricky words တွေလို့ရမယ်ဒီ two blending တွေလို့ရမယ်ဒါတွေမပါလို့မရဘူးပြီးရင် three blending လို့ပေးရမယ်နော်ပြီးရင်ဆက်နဲ့ဖတ်တတ်ဖို့အတွက်ဒီ tricky words တွေကျမတို့လုတ်ပေးရမယ်ဒါတွေလုတ်ပေးဖို့လုတ်ပုံလုံးလေးစာကြောင်းလေးတွေဖတ်ပုံဖတ်နည်းအတွက်နော် sentence လေးဒီကျမတို့ Pinterest မှာ free သွားရှာပုံရှာနေလေကျမအများတန်းလကားနဲ့တင်ပေးတာရှိတယ်ကျမရဲ့ video တွေ class ထဲမှာထည့်ပေးထားတာရှိတယ်ဒါတွေမကသေးဘူး PowerPoint slide show တွေမှာကျမတို့ထည့်ပြီးလုပ်တတ်ပါမှာ online မှာတင်မယ်ဆိုရင်အဲ့လိုမျိုးလေးတွေကိုလှစရာမလိုဘူးရှင်းရှင်းလင်းလင်းလေးနဲ့တမျက်နာမှာ စာမျက်နှာတစ်မျက်နှာမှာစာချောင်း၃ချောင်း၅ချောင်းကြီးကြီးလေးထည့်ပြီးတော့ကလေးလေးတွေမြင်တော့ပုံလေးတစ်ပုံနဲ့ပြီးရတွဲထည့်ပြီးတာမျိုးတော့လုံနည်းတွေကအစအသေးသေးရှာရှာလုပ်ပြတာဖြစ်တဲ့တကယ်လိုက်လို့တဲ့သူကတကယ်ရပါမယ်။တင်နဲ့အပ်ထားပြီးတင်နဲ့နေရှိတဲ့မြက်ပြီးတော့အကုန်၆ကြည့်ပြီးတော့ခက်လိုက်တာနားမလဲဘူးငါမိတ်ပြန်ပြီးဆိုရင်တော့တေးကြတယ်ရမှာမဟုတ်ဘူး။ဘလို့နီလန်းက ပို့ပြီးတော့ထိရောက်စေတယ်လဲဆိုရင်လေးသနတန်ကိုရအောင်လေ့လာလက်တွေ့တင်လိုက်ပါဒါဆိုရင်တက်ပါတယ်လို့ပြောချင်ရင်လည်းဒီဒီဗီဒီယိုထဲမှာ phonics လေ့လာပုံလေ့လာနေအလွယ်လေးနီလန်းကိုဖြက်လန်းနီလန်းကိုအကောင်လုံးပြပြပေးထားရအောင်ပြီးတော့နော်တင်ရမယ့်ဟာရောမတင်ရမယ့်ဟာရောအဆောင်ရည်တွေရောရှောင်ရည်တွေရောပြပြပေးတာဖြစ်တဲ့အတွက်ပြည့်စုံမှာလို့ထင်ပါတယ်။အဲဒီဗီဒီယိုလာခဲ့ပြီဆိုရင်အင်မတန်ကိုပြင်ရလို့ကျင်တာဖြစ်တဲ့အတွက်ကျွန်မမျှဝေတဲ့တိပညာလေးကို knowledge sharing လေးကိုထည့်လို့ရပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရရှင်။ကျေးဇူးများကြီးတင်ပါတယ်။